တို့ညာကိုအားပေးနားဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဇိုင်းဆရာမကြီးဂျူးရဲ့ကျေစင်တရာကမ္ဘာနှင်းဖြူအပိုင်းဆက်လေးကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။ဂျူးကျေစင်တရာကမ္ဘာနှင်းဖြူအပိုင်းဆက်လေး ဒီကနေ့ကျောက်ကမနေ့ကျောက်ထက်ကျဲ့15ပြီလောက်ကျဲသည်ထို့ကြောင့်ကျောက်အောက်ရှိတွင်အလင်းရောင်နည်းနည်းရလိမ့်မည်ဟုမျှော်လင့်ပါသည်ကျောက်ထဲသို့မဆင်းမီပလတ်စတစ်ကြိုး၏အခြေအနေကိုသိကြအောင်စစ်ဆေးကြည့်ရသေးသည်ခြေတံဝင်နှင့်ပုံမိသည့်နေရာတို့၌အနှဲငယ်ပုံးနေသည်ကိုတွေ့ရ၏ကိစ္စမရှိဘူးဟုယူဆစရာရှိတော့လေအချိန်မီပြတ်ကြနိုင်သည်ထိုကြောင့်ဒေဇာအောင်နိုင်လွန်ကျိုးကိုထိမ့်ပြီးနောက်ထပ်ကြောက်စုအခိုင်တစ်ခုကိုရေခဲပြင်ပေါ်မှာထပ်ရိုက်ဖို့လိုသည် ထို့ကြောင့်ရေခဲပြင်သို့ဝက်ဥရေချောင်းကိုရေခဲပြင်ပေါ်မှာငုပ်ဆိုင်ရိုက်ပြီးတောင်တက်ကျိုးကိုထိန်းနိုင်မှုပြင်ဆင်ရပါသည်။အဖေဒီတခါကျွန်တော်ဆင်းမယ်။ငါပဲဆင်းမယ်။မင်းကအရေးကြုံရဲ့ဆွဲတင်ပေးနိုင်တဲ့ခွန်အားရှိတယ်။ဒီကနေ့လည်းဥဖီရမ်းမယ်ကျွန်တော်နဲ့အတူဆင်းသည်။သူပဲအရင်ဆင်းပြီးကျွန်တော်ကနောက်မှဆင်းပါသည်။ရေခဲကြောက်ဆိုသည်မှာတောင်ကြားကြီးတစ်ခုလုံးမှာအပြည့်ဖုံးနေသောနှစ်ပရိစေတာကြာမြင့်စွာမှခဲနေသည့်ရေခဲများအတွင်မှအကွယ်ကြောင့်ဖြစ်သည်။ နှစ်ပေါင်းရာနှင်းထောင်နှင်းချီ၍ကြာလာသောအခါအတွင်းရရှိခဲ့သည့်မာကျောကျစ်လက်ကမှန်သားပြန်လို့ဖြစ်လာသည်ထိုမာကျောသောရေခဲပြင်သည်အပူအအေးရာသည့်ဥရုခြားနာပြောင်းလဲမှုကြောင့်အက်ကွဲလာပြီးနှက်ဆိုင်သောရေခဲကြောင့်များဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ရေခဲမြစ်ဟုပဲခေါ်ခေါ်ဂလာစီယာဟုပဲခေါ်ခေါ်ရေခဲကြောင့်များရှိရာထိုရေခဲပြင်ကြီးသည်မြစ်ကဲ့သို့စီးဆင်း၍လျားနေသည်ဒီနေ့တွင်၃မီ၄မီခရီးရောက်အောင်ရေလျားသည်ဟုဆိုပါသည် ရေကမ်းမြစ်သည်တောင်ဆောင်အတိုင်းမဆောက်စွာရေနေသည့်အခါသူရွေရသည်အောက်ခံကြောက်သားကြောက်ဆိုင်သည်ညညာချုံးမွေခြင်းမရှိထို့ကြောင့်ရေကဲတုံးတို့ချို့သည်အကွဲလွင်ကပြိုကျရသည်ထိုရေကဲတုံးများသည်လက်သေးစုပ်လောက်ရှိသော အသေးမှ နွားရကောင်လောက်ကြီးသောအလက်စာအရွယ်နှင့်အိမ်လောက်ကြီးသောအကြီးစားအရွယ်အထိအမျိုးမျိုးရှိသည်ထို့ကြောင့်ရေကဲပြင်ပေါ်မှရေကဲမြစ်ပေါ်မှကြာရှည်သွားလာခြင်းသည်အန္တရာယ်ဖြစ်သည်ရေခဲမြေရေခဲတကြီးတဝန်းကြီးပြိုကျလာနိုင်စရာလမ်းကြောင်းဤအောက်မှာကြာရှည်နေခြင်းသည်အန္တရာယ်ဖြစ်သည် ရေခဲမြေအောက်ထဲရေခဲကြောက်ထဲဆင်းပြီးတိတ်ဆုံးမိသားလူတယောက်၏အလောင်းကိုရှာဖွေခြင်းအားတော့လောကမှာအမိုက်မဲဆုံးအလုရက်သာဖြစ်နိုင်ပါသည်။သို့သောထိုလုရက်ကိုကျွန်တော်လုခဲ့မိပြီ။နက်ပြန်အထိဆက်ရှာဖွေရအောင်မည်ဟုကျွန်တော်ဆုံးဖြတ်သည်။ကျွန်တော်လုရက်မှာကိုကိုကိုတေချောင်းကြံစီသူများ၏လုရက်နှင့်တိတ်မကွာဘူးဟုဖုန်တီးရံကညတော်ကဝေဖန်ခဲ့၏။ကိုကိုတေချောင်းကြံစီသူနဲ့မတူသောအချက်တခုကကျွန်တော်မှာမျှော်လင့်ချက်ရှိသည်ကျွန်တော်ဖိဖိအလောင်းကိုတွေ့နိုင်သည်သို့မဟုတ် ရူးကြောင်ကြောင်စိတ်ဝေဒနာရှင်အတွေ့မျိုးဖြင့်ခဏခဏတွေ့ဖို့သလိုအောက်ထရရေခဲတောင်ကြားထဲမှာမြစ်တစ်ခုခုရှိမည်စိမ့်လန်းသောတောအုပ်တစ်ခုခုရှိမည်အသားအဖြစ်စားလို့ရသောအေးအေးပိုင်းတတဝါလေးတွေရှိမည်ဆိုလျှင် ရေခဲလိုင်ကိုတစ်ခုနိုင်မိဖို့ကအနှွေးတဲ့ယူပြီးအဲ့ဒီမှာ6နှစ်ကြာဖေဖေအသက်ရှင်နေနိုင်မည်ရုပ်ရှင်တွေမှာမကြာခဏကြည့်ရသလိုဇွဲကောင်းဒီကဲတင်ရှင်နဲ့မျောလင်းချက်မလျှော့သည့်ကဲတင်ခံပုဂ္ဂိုလ်ဤជីနုချီခွဲစရာပြန်လည်တွေ့ဆုံရလို့ပေါ့ဒါတားရောက်လာမယ်ဆိုတာ ဖြစ်ဖြစ်သိနေတယ်။အဲ့ဒီလိုသာဆိုရင်ကမ္ဘာလောကကြီးဘယ်လောက်များနေထိုင်နေစရာကောင်းလိုက်မလဲ။ရရောရတိတဘာဝတရားကြီးကိုရောဘယ်လောက်များကျေးဇူးတင်ဖို့ကောင်းလိုက်ပါမည်လဲ။သို့တော့အဲ့ဒီအတွေ့တွေဘယ်လိုမှဖြစ်နိုင်ကြောင်းကျွန်တော်သိပါသေး။ထိုကဲ့သို့မျှော်လင့်ရအောင်ကျွန်တော်ကလေးနှစ်သားအရွယ်ကလေးလေးလည်းမဟုတ်ယုတ်တိတန်သောဖြစ်ရကိုသာကျွန်တော်မျှော်လင့်ရမည်ဖြစ်၍ကျွန်တော်စိတ်ကူးအရင်နိုင်ဆုံးဖြစ်ရမှာဖြစ်ဖြစ်လောင်းရှာဖွေတွေ့ရှိခြင်းဟုသာဖြစ်သည် အဲ့ဒီအခါကျမှသာကျွန်တော်နောင်နာတွေပြေရောပြောက်ကွယ်သွားပါလိမ့်မယ်။ဖေဖေကိုချက်ချင်းရှာဖွေအတီမပြုတ်နိုင်ခဲ့သည့်ကျွန်တော်အတွက်နောင်နာတစ်ခုရှိသည်ဆိုရင်ဖေဖေအသက်ကိုမကယ်နိုင်ခဲ့သည့်အပြင်တောင်တက်ကျိုးရှော့ထွက်တာကိုဆွဲထိတ်မပေးနိုင်ခဲ့မိသောဥပိရန်ဤနောင်နာကပို၍နှဆိုင်ပါလိမ့်မည်။ထို့ကြောင့်လည်းအပြင်မကင်းသလိုခံစားရသောဖေဖေနှင့်ပတ်သက်နေသူလူနှစ်ယောက်အချိန်မရွေးရေခဲပြန်နိုင်ညက်ပိလောင်ပိတ်ကတေဆုံးနိုင်သည်။ဤကိရီးကိုစိတ်လိုလျာရွေးခဲ့ကြခြင်းအတွက်နားမလည်နိုင်စရာအကြောင်းမရှိပါ။ ကျွန်တော်တို့ရှာရမည်။၃ရက်အချိန်ပေးပြီးရှာမည်။ကျွန်တော်တို့ရိတ်ခါကကျွန်တော်တို့ကိုရေခဲတာမှမ၃ရက်၄ရက်အထိနေဖို့အခွင့်ပေးထား၏။ယာဒီဥဒုကကျွန်တော်တို့ကိုဘယ်လောက်အထိခွင့်ပေးမလဲကျွန်တော်မသိပါ။ယခုကြောက်ဤအောက်ခြေသည်ကျွန်တော်ထင်ထားသည်ထက်ပို၍ကျင်းနေ၏။ကျွန်တော်ကမနေ့ကကြောက်လို့ပင်ငါးပေလောက်တော့ကျဲပြတ်မြင်ထင်းခဲ့သည်။သို့သောသုံးပေခန္ဓာကျဲသည်ငါးပေကျဲသည့်အချို့နေရာများရှိတော်လဲ၆သည်ကိုယ်ကောက်ခါဇစ်ဇက်ပုံတံတန်းဖြစ်နေသည်ဖြင့် ဘယ်နေရာကဘယ်လောက်ကျယ်မလဲကျွန်တော်မခန့်မှန်းနိုင်ပါနယံကလူနဲ့နီးကပ်လွန်းသဖြင့်နယံကရေခဲတို့ဤအေးခဲသောအငွေ့သည်ကိုခန္ဓာရဲသို့အင်းကြီးအထက်ထက်ကိုဖောက်လျက်ဝင်လာ၏အသက်ရှူရသောလေသည်ထုပစ်ကာလေးလံနေသည်ကိုခံစားရသည်ကျွန်တော်တော်ဒီလောက်အသက်ရှူရခက်နေတယ်ဥဖိရံဘယ်နဲ့နေပါမလဲဒါကြောင့်လဲဖုန်တီရံကတရက်လျင်ကြောက်တစ်ခုပဲဆင်းရဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည် အုတ်ထုတ်မှတထားသောဓမ္မီအလင်းရောင်ပြပြကလေးဖြင့်မွန်းကျက်စွာအိခဲတုန်ခိုက်သော အမောင်တို့တွေတွင်လမ်းလျှောက်ရသည်မှာစိတ်ချမ်းမြေ့ဖွယ်တစ်စက်မှမရှိပါလေးတို့ပါလျာပြီးအောက်ဆီဂျင်နဲ့ပါခြင်းတို့ကြောင့်အသက်ရှူမှာတော့ခါလူဒီကရောင်၆ချာဖြစ်တဲ့သည်ဟုကျွန်တော်ကြားဘူးတော့လေကိုရိုင်းကရောင်၆ချာဖြစ်လိမ့်မည်ဟုတော့မထင်ခဲ့မိဖေဖေတနာရီခန့်အလဲလဲပြူပြူဖြင့်ရှောက်လှမ်းတူးဆပြီးသည့်နောက်အေခဲချမ်းတုံကတိတ်ဆိတ်မှုထံကိုမခံနိုင်တော့ပဲဖေဖေအားခေါ်မိသည်ကျွန်တော်အတန်ဒီရေခဲကြောင့် ကမ္ဘာနိုင်ငံတွင်ပဲ့တင်ထက်သွား၏ရှေးမှသွားနေသောဥဖိရံကကျွန်တော်အတွက်စိတ်ပူစွာပြန်လှည့်လာသည်ကောင်းလေကျွန်တော်လွတ်သွားသောစိတ်ကိုပြန်ထိန်းချုပ်ယူလိုက်ရ၏ကျွန်တော်ဘာမှမဖြစ်ဘူးအတန်တစ်ခုခုကြားကျင်လို့ခေါ်မိတာထိုအခါဥဖိရံကတခြင်းတစ်ပုတ်ညီးလေသည် ထိုတခြင်းအိဒိဘယ်ကိုကျွန်တော်နားမလဲပါသို့တော့သူတို့ရဝမ်လူမျိုးများမှာတနင်္ဂနွေနေ့ညတိုင်းဖျားရှိကိုဆူတောင်းသည့်အခါတီဆိုသည့်တခြင်းဟုကျွန်တော်မှတ်မိသည်သူတို့ဒီစာအုပ်များဖွင့်ပြီးဖျောင်းနိုင်ပြီသို့မဟုတ် မိဘုံမီထင်းမီအလင်းရောင်ဖြင့်တချင်းရွဆူကြသည်သူတို့စာအုပ်ကိုကျွန်တော်တစ်ခါကြည့်ပြီးတော့ဂီတသင်္ကေတများကိုကျွန်တော်မြင်ရသည်ကျွန်တော်ကတော့ဂီတသင်္ကေတကိုမဖတ်တဲ့သင်္ကေတနဲ့လည်းချင်းဆိုရက်သူတို့ရောဝန်တွေကိုကျွန်တော်ချီးကျူးမိပါသည်တာမန်အထံသမားများရောဂီတသင်္ကေတကိုကြည့်ပြီးတချင်းဆိုကြသည်ဦးတချင်းကကောင်းတယ်ဗျအေးကောင်းလားဘာအိပ်ပဲလဲဘုရားသခင်ကိုတိုင်တဲ့ဆုတောင်းတာပဲအမောင်ထဲမှာလမ်းမှန်ကိုရောက်ဖို့ဘုရားသခင်ကလမ်းပြပါအဲ့ဒါမျိုးပေါ့ ကျွန်တော်တို့ဤနေ့လဲစားမှာကြောဘွေထဲမှာအပူအေးထိန်ရေဘူးနှင့်ကိတ်ချောင်းများဖြစ်သည်ကိတ်ချောင်းတစ်ခုဝါလိုက်ရေတကြိုင်မောတောက်လိုက်နှင့်ရေခဲလန်းကျင်းကြားမှာတိုးဝင်ရင်းနေ့လဲစားစားရပါသည် ရေခဲတောင်ကြားရှေလျားလာသဖြင့်ပလတ်စတစ်ကျိုးတစ်ခွေခွဲစားနှင့်နိုင်လွန်တောင်တက်ကျိုးတစ်ခွေစားဆုံးသွားသည့်တိုင်အောင်ဘာချီရလက်ရမှမတွေ့ရှေ့မှာလမ်းကြောင်းနေရာရှိနေသေးသည်မင်းဒီကျိုးအဆုံးမှာနေခဲ့ငါရှိဆက်သွားမယ် မဟုတ်ဘူးဥကလူကြီးဥကဒီကျိုးဆုံးမှနေခဲ့ကျွန်တော်ရှေ့ဆက်သွားမယ်ကျွန်တော်ကမျက်စိလဲကောင်းတယ်အဆုပ်လဲကောင်းတယ်ဥပိရံကိုဇွတ်ထားခဲ့ပြီးကျွန်တော်ရှေ့ဆက်ထွက်မြေဆဲဆဲတွင်ကျိုးကတင်းကနေဖြစ်သွားသည်ကိုခံစားလိုက်ရ၏ဘဝဒီရံတစ်ခုခုချက်ပြလိုက်သည်ကျိုးကင်ထားသူမှဥပိရံဖြစ်၍သူကပို၍အထိပယ်ကိုနားလဲလိုက်မည်ဖြစ်သည်ဘာအထိပယ်လဲလေအနေထားသိမ့်မကောင်းကျွန်တော်လက်ပတ်နိုင်သည်လေဖိယာတိုင်းကရိယာပါသည် သို့တော့ကြံပြန်းလာသောလေးဦးထဲမှာမဟုတ်ပဲရှုံမြောင်ကျင်းကျင်းထဲမှာဖြစ်ပြီးသူပြသောကနန်းကိုအမှန်ဟုယူဆလို့ရမရမသိပါတို့ကြာကြာနေလို့တော့မကောင်းဘူးအပေါ်မှာဖုန်တီးရံကိုကျိုးပြင်းလှုပ်ပြီးဥပိရံကပြန်ပြီးဘောမသားကကျိုးကိုလှုပ်ပြီးပြန်အချက်ပြသည်ကျွန်တော်တို့ဒီမှာဘယ်လောက်နေလို့ရမလဲခမင်းတို့တစ်ချက်သူတို့ထင်းမီတအိုးချက်ကကျွန်တော်တို့ gas မီတအိုးချက်လောက်တော့မြ мян ချက်မီမဟုတ်နိုင်ဘက်တော့ကြာမြင့်ထင်းသည် ကျွန်တော်စိတ်မြန်လက်မြန်မြင်ရှေ့ဆက်ထွက်လာခဲ့ရေခဲပစိန်လေးနဲ့မတင်ကားဝဲရအောက်ခြေရေခဲပြင်ကိုတူးဆလာခဲ့သည်ကျွန်တော်ခြေထောက်အောက်တွင်ရေခဲပြင်ကိုနင်းမိနေသည်များကျွန်တော်အသက်ကိုစိတ်ချလို့မရကြောက်တောင်သို့မဟုတ်မြေပြင်ကိုနင်းရခြင်းသည်ကျွန်တော်အောက်မှာတကယ်ကြောက်တောင်အခြေသို့မဟုတ်ကြောက်တောင်ကြားအခြေသည်ဘယ်လောက်အထိဝေးသေးလဲမသိကျွန်တော်ရက်နေတော့ရေခဲပြင်သည်ဘယ်လောက်မှကြောကြစ်လစ်မလဲမသိဤနေရာတွင်ဘာကူမှစိတ်ချအသွာအပြုလို့မရပါကျွန်တော်တခုခုကိုခလုတ်တိုက်ပြီးလဲမလို့ဖြစ်သွား၏ ကျွန်တော်ရင်ခုန်သွားသည်နနိမ့်တံမြေပြင်ထိုးကြည့်လိုက်သောအခါအောက်မှဆွန်းထွက်နေသောနှင်းနှုံးငယ်တစ်ခုမတ်တမဲကြည့်လိုက်လျင် လူဤဖနက်တစ်ခုနှင့်တူးနေသည်ထို့ကြောင့်ကျွန်တော်ထိုင်ချလိုက်ကရေခဲပစိန်ဖြင့်အသာဆွကြည့်သည်ကျွန်တော်စိတ်ရကြသွား၏ကြေမွသွားသောနှင်းငယ်တုံးဖြစ်နေသည်ကျွန်တော်ရှေ့ဆက်လျှောက်လာသည့်အခါအနောက်ဘက်မှဥဖြစ်မှန်ကြီးခေါ်ဆောင်ကြရသည်။ကောင်းလေး တော့စီတို့လက်နဲ့တံမီအောင်ဖြင်းပြသည်ဒီမှာလာကြည့်သူ့အတံမှာထူးခြားနေသည်စိတ်လှရှားနေသူတူဦးအတံမျိုးဖြစ်အသက်ရှူတံပြင်းနေသည်ကိုလည်းသတိထားမိသည်ကျွန်တော်သူ့စီရောက်သွားတော့သူဒီရေခဲလမ်းပေါ်မှာဖင်ချထိုင်လျက်ဓားပြင်တစ်ခုခုကိုစွနေသည်သူ့အနီးမှာလက်နဲ့တံမီကိုခလုတ်ခွင်းလျက်ချထားသည်ဘာလဲဘာတွေ့လဲဖေဖေကိုခန္ဓာတစ်စိတ်တစ်ပိုင်းဖြစ်ဖို့တင်းငယ်လွန်သောတိကျရေခဲတုံးခက်သေးသေးတစ်ခုဖြစ်သည်ဒါလေးကတော့ဖေဖေမဟုတ်နိုင်တာသိကြသည် ။သို့တော်သူသားဖြင့်ရေခဲတွေချစ်ချရင်တဖြည်းဖြည်းပုံပေါ်လာသောအရာကိုဘာဟုရိမ့်မိသွားသောအခါကျွန်တော်ရုတ်တရက်အကြောင်းအားသွားပါသည်။ထိုအရာမှာမဲနက်သောကင်မရာတစ်လုံးဖြစ်ပါသည်။ကျွန်တော်ဒူးတွေညှက်ခွေက ရေခဲပြင်ပေါ်သို့ထိုင်လျက်ကျသွားသည်။ဒါဒါမင်းပြရဲ့ကင်မရာဖြစ်မယ်။ကျွန်တော်တို့သူလန်းပေးလိုက်တော့အရာကြီးအေးဆက်မှုကိုလက်အိအတွင်းမှာပဲကျွန်တော်ခန်းစားလို့ရနေသည်။မန်နီယယ်ရောအော်တိုပါနှစ်မျိုးသုံးလို့ရသည့်မီနိုတာကင်မရာဖြစ်သည် ကျွန်တော်လက်တွေတဆက်ဆက်တုံလာသဖြင့်ကင်မရာဒီလက်ထဲမှာလွတ်ကျသွား၏ဒါဖြင့်ဖေဖေတကယ်ပဲရေခဲကြောက်ထဲပြုတ်ချခဲ့တာပါလားကျွန်တော်ချောင်းတွေလုံးလုံးရေမဆိုင်ရဲစွာရှောင်ဖဲခဲ့ရသောအမှန်တရားသည် ကျွန်တော်ရှေ့တဲထဲမှာမြုံငနဲ့ပေါ်လာခဲ့ပြီခုချိန်ရောက်မှာတော့ခါသေးသော အမှန်တရားကိုကျွန်တော်လက်ခံရုံသာရှိတော့သည်ကျွန်တော်ဆင်းသင့်ဖြစ်ပြီလားဥပိရံဒီသူ့ဓာနဲ့သူ့လက်ကိုသုံးလျက်ရေခဲကြောက်နံရံတစ်ဝိုက်မှာဇွဲကောင်းကောင်းလူဆွာရှာဖွေလေသည် ကျွန်တော်ဒီမျက်စိရှိမှမြင်နေရတော့အရာအလုံးကိုတကယ်မဟုတ်တယ်လို့လွင့်မျောစွာခံစားရ යි အိမ်မက်ဆိုတစ်ခုမှနေရတယ်လို့ခဏကြာလျင်ပဲတုံလုံးမှုအလုံးပြောက်ွယ်ပြီးဆုံးသွားပြီးစိတ်ချမ်းမြေရသည်တကယ်ဘဝစီတို့ပြန်ရတော့မလို့သို့တော်ဒါအိမ်မက်မဟုတ်ခဲ့ထို့ကြောင့်စက္ကန့်တိုင်းစက္ကန့်တိုင်းဒီနာကျင်နှင့်ဒီပွဲရတကယ်ဘဝအစ်စ်တွေဖြစ်နေခဲ့သည်ကောင်းလေးဥပိရန်ရဲ့အတန်းမှာတိုးတိမ်စွာ အက်ကွဲနေကျွန်တော်အစင်းစင်းဖြစ်ပြီလားကျွန်တော်ရောက်ကြပါ အရွယ်ရောက်ပြီးတော့လူကြီးတယောက်ပါကျွန်တော်ခံနိုင်ရင်ရှိပါသည်ဥပိရန်တူးနေရသူကျွန်တော်လှမ်းကြည့်လိုက်သည်ကျွန်တော်ဝမ်းပိုက်ထဲမှာဟာလာဟင်းလင်းဖြစ်ပြီးရင်ညွန့်စီမှာစိတ်ငနေအေးဆက်ထုံကျင်သွားခဲ့သည်ဖေဖေလူတယောက်ဤကိုခန္ဓာအောက်ပိုင်းချီအစုံကျွန်တော်မျက်လုံးတွေပြဝေးကမိုက်ခနဲမူးဝေးသွား၏ဒါဖေဖေခြေောက်တွေမဟုတ်ပါဘူး ျွန်တော်ဒီတိုင်းတိုင်းကြမ်းတမ်းစွာထုနှံနေသောနှလုံးဖြင့်ထိုခြေထောက်ဤခြေရင်းမှာဒူးထောက်ထိုင်ချလိုက်သည်ထို့နောက်ဘာကိုမှစဉ်းစားတွေးတော့စီမရမီကျွန်တော်လက်ထဲမှာရေခဲပစိန်ဖြင့်ထိုကိုခန္ဓာဘေးဘက်လေရေခဲတို့များကိုတူးဆွဖဲထုတ်နေမိသည်ကောင်းလေးမလောနဲ့စိတ်ကိုထိန်နိုင်ရန်ပြိုကျပါလိမ့်မယ်ကျွန်တော်တကူလုံးထုံချင်းအေးဆက်နေပြီးကျွန်တော်ပားပြင်ပေါ်မှာသာအနှဲငယ်နှွေးနေသည်မှာအဆက်မပြတ်စီးကြနေခဲ့သောမျက်ရည်ပူများကြောင့်ဖြစ်ပါသည် ခဏကြာရင်ကျွန်တော်အမှန်တရားကိုရင်ဆိုင်မှုအစင်းနဲ့မဖြစ်မိမှာပဲရင်ဆိုင်လိုက်ရတော့သည်ရေကတော့ညာနယံကိုမိလျက်ထိုင်နေသူသည်ကျွန်တော်ဖေဖေဖြစ်သည်ဖေဖေအကျယ်ကြီးအော်မိသည်ဟုထင်တော့လဲတကယ်တမ်းတော့ကျွန်တော်အတန်ကတင်တင်အဟက်ကလေးသာထွက်သွားပါသည်ဒါတကယ်ပဲကျွန်တော်ဖေဖေ ဂျာကင်အင်ကြီးနေပြီးအပြားနဲ့မောင်မီအနက်ရောင်နဲ့လွန်ခဲ့သော6နှစ်တုန်းကကျွန်တော်ဖေဖေပဲဖြစ်သည်ရေရဲတွင်နေဖုံးလန်းနေခဲ့သောကြောင့်ဖေဖေစီပင်နဲ့အဝတ်အစားများမှာမာကြောရေးခဲနေခဲ့သည်ဖေဖေကမှ fiber အုပ်ထုပ်ဆောင်ထားပါကျွန်တော်ဖေဖေပါပြင်ကိုလက်ဖြင့်မရေတရေထိတိုးကြည့်မိ၏မမေကျွန်တော်တို့နှစ်ယောက်ကိုဖေဖေပုံဆောင်နေခဲ့တာမဟုတ်ဘူးကျွန်တော်တို့စီကိုပြန်မလာခြင်းလို့ဇက်မြုပ်နေခဲ့တာမဟုတ်ဘူး ကျွန်တော်တို့စီကိုပြန်လာရင်စိတ်နဲ့ခွန်အားရှိသမျှစိတ်အားတင်းပြီးတက်နိုင်သမျှအသက်ရှင်နိုင်အောင်ကြိုးစားခဲ့တဲ့ဖေဖေပါကျွန်တော်ဖေဖေကိုအိမ်ပြန်ခေါ်ဆင်လိုက်တာပါမြင် ပိအနီတွင်ကျောဘိုးအိတ်ကိုတွေ့ရသည်ကျောမှာပိုးထားခြင်းမဟုတ်ဘဲချထားခဲ့သည်ဖြစ်သောကြောင့်ဖေဖေကြောက်ထဲချကြခြင်းတည်ဆုံးခဲ့တာမဟုတ်ဘူးဟုကျွန်တော်သိလိုက်ပါသည်ထို့အပြင်နှလုံးစီမှာဆူဆူရှာရှာနာကျင်သွားတော့သည်ဖေဖေလက်မှာလက်ပတ်နာရီပက်လျက်သားဘဲဘဲလက်တကြဲတွင်စိတ်လက်စုကလေးဝစ်စင်လျက်သားဖြစ်သည်ကျွန်တော်ဖေဖေလက်ကိုမဝင်မရဲစုပ်ကန်လျက်ခေါင်းငိုင်းဆိုင်ကညှစ်ခွေသွား၏မင်းဖေဘာဝေဒနာမှခံစားရမှာမဟုတ်ပါဘူး ကျွန်တော်ပကုန်းကိုဥပ္ပိရံအသာဆုပ်ညှစ်လိုက်သည်ကျွန်တော်သိပါတယ်ထိုအခါအပေါ်ဘက်မှအော်တန်တဲတဲကလေးတစ်ခုကြားရသည် ဖုန်လေးရံရဲ့အတန်ဖြစ်မည်သို့တော်ဝေးလွန်သဖြင့်လေတိုးတန်နေရောနေပြီးဘာကိုမှမကြားရသလိုရှိသည်အဖုံးဒီရံဥပ္ပိရံကအကျိုးကိုလှုပ်ရဆွဲသည်ပေါ်မှာတင်းတင်းပြန်ဆွဲသည် ကောင်းလေးတက်ခဲတော့လို့ခေါ်နေပြီတကယ်တော့ရာသီဥတုသည်မနက်ခင်းကမျက်နှာသာမပေးခဲ့ ချိန်ကာမုန်နှင်းကြီးမှုသည်တွေကြနေခဲ့သဖြင့်ကျွန်တော်တို့ဓမ္မနဲ့လုံဆောင်ခဲ့ရသည်ဒီကင်မရာနဲ့အိတ်ကိုငါတဲခဲ့မယ်မင်းအရင်တက်နဲ့မဟုတ်ဘူးကျွန်တော်ဖေကိုပေါ်တယ်မှာကျွန်တော်ခါခါတီးတီးညင်မိတဲ့မှာပါဒါမဲ့ငါတို့အရင်တက်မယ်လေသူ့ကိုနောက်ဆုံးမှကျိုးနဲ့ဆွဲမယ်မဖြစ်ဘူးကျွန်တော်နောက်ဆုံးမှတက်မယ်ဖေဖေကိုအရင်ဆွဲတယ်ဥပိရံကကျွန်တော်ပခုံးအားဆုပ်ညစ်ပြီးလေတံအေးအေးဖြင့်ဖြောင်းမြသည်ငါစကားကိုမင်းနားထောင်ပါမင်းအရင်တက်ပြီးရင်ငါတက်မယ် ပြီးရင်မင်းဖေကိုတို့တုံရဝိုင်းပြီးဆွဲတင်မယ်။နင်းတော်ပြူတော့မယ်အတန်ဒီကိုနားထား။ကျွန်တော်ဘာသမ်းမှမကြားရပါ။ကောင်းလေးအသက်တည်ပြီးသားလူထက်အသက်ရှင်နေတဲ့လူကပိုအရေးကြီးတယ်။ငါထက်ပိုပြီးမင်းကအရေးကြီးရဲ့။တွားတော့အပေါ်ဘက်မှာအော်တန်တက်တက်ကြားရပြန်သည်။ဥဖိရာလှမ်းအော်ဤဟေးဟူသောအတန်ဒီလှိုင်းနေရံတွေကိုပဲ့တင်ထက်သွားသည်။ဦးသူစိတ်ပူနေပြီးဥရှင်တက်သွားလိုက်ကျွန်တော်နောက်ကလိုက်ခဲ့မယ်။မြန်သွားဦး။အေးမတို့မင်းအဖေကိုကြိုးချီအောင်မယ်။ ဥပိရံသည်ဒုက္ခရင်ပတ်ထားသောဟာနက်စ်တိုင်ကျိုးကိုဖြုတ်လိုက်ပြီးဖိဖိခါရင်ခြိပွေးဖို့ပြင်သည်ဥကဘာဟုတ်တာလဲဟာငါကျိုးပွင့်မလို့ဟာမဟုတ်တာမဟုတ်ပါသေးပါဘူးဖိဖိခါကိုဒီကျိုးနဲ့ခြိလို့ရပါတယ်ကျွန်တော်ကမန်းကရန်တားမြစ်လိုက်သည်ဥဥပြောတယ်လို့ပဲလေဖိဖိကတေးပြီးနေပြီဥပြုတ်ချလို့မဖြစ်ဘူးဒီခါတိုင်ကျိုးကိုဥပဲတုံးရမယ်ထို့နောက်ကျွန်တော်ကိုရိုင်းမင်းဥပိရံရင်ခါတိုင်းကျိုးဂျိတ်တန်ကွင်းကိုတောင်တက်ကျိုး၌ပြန်တွယ်ချိတ်လိုက်ရပါသည်တောင်တက်ကျိုး၏အစုံမိုင်းတော်ဖိဖိခါရင်ခြိပေးလိုက်သည် ဂျာကဘာနိုင်ငံမှာမညီမညာဆောင်ရွက်နေတဲ့ပြင်တင်ယူရတာခက်ခဲလိမ့်မည်ကိုကျွန်တော်သိပါသည်ဒီကနေ့တင်ပြရရင်နောက်တစ်နေ့တစ်ခေါက်ထပ်ဆင်ရအောင်ဒီနေ့တင်လို့ရမရမကြခင်သိရပါလိမ့်မည်ဥပိ္ပရာဖေဖေကျော်ဘိုးရဲ့နှင်ကင်မရာကိုလွယ်ပြီးရှေ့ရတက်နှင်သည်ပုံမှန်ရာသီဥရုဆိုရင်ကျွန်တော်ကဥပိ္ပရာပေါ်သို့ရောက်မှလိုက်တက်ရမည်ထို့သောအရေးပေါ်အခြေအနေဖြစ်၍သူ့နောက်မှာဆယ်ပြေလောက်ခွာလျက်ကျွန်တော်တက်လိုက်ရပါသည်ဂျူမာကျုတ်တက်ကွင်းလက်ကင်ကိုလက်ခုပ်တစ်ဖောင်အမြင့်ထိရှော့ယူသွားလိုက် ခြေနှင်းကျိုးဝင်းကိုဖိနှိမ်မိကြလိုက်နှင့်တပေးပြီးတပေးနှိကွေးစာတက်နေရသောအတွေ့အကြုံသည်တာမန်ချိန်တွင်ကြာလွန်လှသည်မဟုတ်သို့သောတောင်ပြုံမြစ်အရေးရာရှိနေသည့်ယခုလိုရေးပေါ်ချိန်တွင်ဘလို့မှအားရနိုင်စရာမရှိ တုံ့လှုပ်စရာဖြစ်သည်တောင်တက်ကျိုးသည်ကျွန်တော်တို့နှစ်ယောက်၏ခန္ဓာကိုယ်ကိုကောင်းကောင်းခံနိုင်မှန်းကျွန်တော်သိသည်သို့သောကျွန်တော်စိတ်မချနိုင်သည့်အချက်တွေရှိနေသည်တောင်တက်ကျိုးနှင့်ပလတ်စတစ်ကျိုးဆက်ထားသည့်ဆက်ထုံး၏ခိုင်မြဲမှုကိုစိတ်မချထို့ပြင်ပလတ်စတစ်ကျိုး၏ပွန်တိုင်မှုကျွတ်ဆက်မှုကိုစိတ်မချ ကြောက်စိုးရင်ခိုင်ခံမှုကိုစိတ်ချရတော့လေရေခဲပြင်ပေါ်ဟာဝဲဥတန်ညောင်းနေဝင်နေသည့်နှင်းတူအထူကိုစိတ်မချကျိုးများ၏ခရီးတလျှောက်တွင်ကြောက်စွန်းကြောက်သားတစ်ခုခုနှင့်ပုတ်တိုက်ပြီးကျိုးပွန်းငဲ့လျင်ရောကျွန်တော်မျက်စိစုံမိတ်ထားလိုက်ရသည်သူတို့ခဏခဏပြောသည်လို့ဖျားခင်လိုတော့ရပါပဲကျောင်းနိုင်ရတဲ့ဘက်တွင်အပေါ်မှာဖုန်လေးရံရဲ့အတန်ကိုနည်းနည်းကျယ်ကျယ်ကြားရသည်ရောမန်လိုအော်နေသောအတန်လားမြမလိုအော်နေသောအတန်လားကျွန်တော်မသိပါဥဖိရံအပေါ်ရောက်သွားပြီးကျွန်တော်သိလိုက်သည် အเจ้าမှာကျွန်တော်တက်နေတော့ကြိုးသည်သူ့အလိုအလျောက်ပင်အပေါ်တို့မြင်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 တက်သွားသည်ကိုခံစားလိုက်ရတော့ကြောင်းဖြစ်သည်ဥပိရန်နှင့်ဖုန်လေးရန်တို့နှစ်ယောက်ပေါင်းရင်ဆွဲနေပြီကျွန်တော်အားတက်သွား၏ကျွန်တော်အောက်သို့တစ်ချက်ငုံကြည့်လိုက်သည်ရေခဲကြောင်၏နှဆိုင်သောအမောင်တို့သည်ဝေး၍ဝေး၍ကြံနေသည်အသက်ရှူပါသည်လေကပူ၍လက်ဆက်လာသည်ထိုကနား၌ကျွန်တော်ကိုအောက်မှတုန်ငနေဆွဲချလိုက်သည်လိုပင်တော်တော်တင်းသောဆွဲအားကိုခါးကျိုးမှခံစားလိုက်ရသည်ကျွန်တော်လန့်သွားသည်ငုံကြည့်လိုက်တော့ ဘာမှမမြင်ရကျွန်တော်တတိယသွားသည် ကျိုးအဆွန်ရှိဖိဖိကိုခံထားသည်ကျွန်တော်နောက်မှပါလာခဲ့ပြီသူတို့သားဖန်သည်နှစ်ယောက်စာအလေးကိုဆွဲတင်နေရပြီ တနည်းအားဖြင့်ရေခဲကြောင်နှုတ်ခမ်းအစွန်နှင့်တောင်တက်ကျွေးပွတ်တိုင်မှုမှာပို၍ပြင်းထန်လာတော့မည်အချိန်တွင်ခါစီမှာတောင်တက်ကျွေးတင်ရသည် လူသည်ထက်ပို၍ဆဲဆန်သားသည်ကိုခံစားလိုက်ရသည်တခုခုနှင်းညှိနေသည်မဆွဲနဲ့မဆွဲနဲ့အောက်မှညှိနေတယ်သူတို့သဘောပေါက်လားမပေါက်လားမသိအကျိုးကိုတော့အပေါ်မှာဆွဲနေတော့ဟုံခံစားရသည် ပြန်ဆိုချင်တော့ကျွန်တော်အထက်သုံးမိခံကွာရေခဲနံရံမြင်လိုက်အစွန်းတစ်ခုရှိနေပြီကျိုးအထူရေခဲပြင်စွန်းနဲ့ပုတ်တိုက်နေသည်အပေါ်ကဆွဲလေညိပြီးပွန်းလေဖြစ်တော်မူဒီရက်ကျွန်တော်အတန်ကုန်ဟစ်អော်လိုက်မဆွဲနဲ့ဖုံဒီရံကြားသွားပါပြီဆွဲငင်မှုရက်သွားပြီညံ့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 ဖုံဒီရံကြီးអော်တယ် ထိုကနမှာပင်အထက်တနေရာစီမှာမိုးချိန်နှံများဇက်တိုက်ကြလေရ၏ကျွန်တော်ခြေနှင့်တွန်းကန်ထားသောရေခဲနံရံမှာတုန်ခေါမှုတစ်ခုကိုခံစားလိုက်ရသည်ထိုနောက်ကျိုးနှင်းတိုက်နေသောကြောင်နှခမ်းဝါစီမှာနှင်းဆိုင်နှင်းငယ်အချို့ပြုတ်ကျလာသည်တချို့ကကျွန်တော်ကောင်းမော်တဲ့တဲ့လာမှန်၏အုတ်ထုတ်ကြောင်ကောင်းအောင်မထီတော့လဲဓမီးပေါ်တဲ့တဲ့မှန်မုံရသည်အုတ်ထုတ်နှင့်တွဲထားသောမိငိမ့်သွားသည်ဒလောကအလုံးပူမောင်းသွားသည်အောက်မှာ ဖေဖေကိုခန္ဓာဘာနဲ့ညှိနေမှမသိကျွန်တော်အခါက harness တိုင်းကျူဤဂျိတ်တန်ခွင်း၌တောင်တက်ကျူကိုတပတ်လင်ရှို့သွင်းထားမိသဖြင့်လွယ်လွယ်ကူကူရှော့ကနဲထွက်မသွားသည်ကိုကျွန်တော်စိတ်မရှိနိုင်ပါခါကဂျိတ်တန်ခွင်းကိုဖြုတ်ခွင်းပြီးတောင်တက်ကျူတပတ်လင်ထားတာကိုရှော့ပြရလျင် ကောင်းမလားအဲ့လိုသားဆိုရင်ဂျိတ်တန်ခွင်းကြီးချောင်ချောင်ကြီးကြီးဖြင့်ကျွန်တော်တက်တိုင်းလွတ်လပ်စွာပါလာပါလိမ့်မည်တို့တော့အဲ့ဒါလိုလှုပ်ရှားနိုင်မှုဆိုရင် ကျွန်တော်လက်တစ်ဖက်ထဲနဲ့ဂျူမာလက်ကင်ကွင်းကိုခက်ကြကြခိုးဆွဲထားပြီး တခြားလက်နှင့်ကျိတ်တံခွင်မှာလိန်ထားသည့်တောင်တက်ကျိုးကိုပြန်ဖြည့်ရမည်။ကျွန်တော်စူးစမ်းကြည့်၏မယား။ကျွန်တော်ကိုခန္ဓာကလိန်လိန်သွားသည်စိတ်ဆောနေသောကြောင့်ဖြစ်သည်။အပေါ်ကချောင်းနှခမ်းစီမှာကျိုးပုတ်တိုက်တံတကြည်ကြည်ကိုကြားနေရ၏။ကျွန်တော်ကြောရဲရစိတ်လာသည်။ကျိုးကိုနေရာရွှေ့ပြီးကျိုးကိုနေရာရွှေ့ကျောင်းနှခမ်းဝါနဲ့ကျွန်တော်10ပေ15ပေပဲကွာတော့သည်ကျွန်တော်အတန်ကိုဖုန်တီးရန်ကြားပါလိမ့်မည်တောင်တက်ကျိုးအပေါ်မှာနေရာရွှေ့ပြန်စူးစမ်းသည် အောင်မြင်ပါ ကိုခန္ဓာလေးချိန်နှစ်ခုပေါင်းရင်ဆွဲတင်အားသည် မနှဲလာပါထိုလေးချိန်နှမျိုးထပ်ပိုးနေသည်ကအောက်မှဆွန့်ထွက်နေသောအရာနှင့်ညှိပြီးထိုအရာကဆွဲထားသောဆွဲရဖြစ်သည်ကျွန်တော်ဘဝတွင်ဒီလောက်အားမလိုအားမရစိတ်ပူပန်သည့်ကာလမျိုးမကြုံခဲ့ဘူးအပေါ်ကိုမရောက်နိုင်တော့ဘူးဟုထင်လာသည်စိတ်တန်ခွင်သည်နေရာမရွေ့တော့ဘဲတနေရာထဲမှတင့်နေသည်ဟုခံစားရသည်ဤခဲထုံချင်းနေသောရေခဲငွေတွေအကြားနိုင်ကျွန်တော်နှစ်ဖူးမှာချွေးသီးချွေးပေါက်တွေကျလာနေသည်ချွေးဆက်တစ်ဆက်ကဘဲဘက်မျက်စိထဲဝင်သွားသည် အုတ်ကမြန်မြန်တက်ကျွန်တော်လှမ်းအောင်ဖို့ခွန်အားမရှိတော့ပါသူမမြင်နိုင်မဲသိပါလေရဲ့ခေါင်းသာနှိမ့်လိုက်မိသည်မမေကျွန်တော်မမေစီပြန်ရောက်မှဖြစ်မယ်ကျွန်တော်ပြန်မရောက်လျင်မမေနှလုံးသားတွေကြွေးကြရလိမ့်မည်ကျွန်တော်လက်တွေတဆက်ဆက်တုံ့ရင်လာသည်ခါစီရင်ရေခဲပစိန်ချိတ်ထားတော့လေကြိုးများမတော်တဆပြတ်သွားခဲ့လျင်သူမဟုတ်ကြတောက်တော်မြည်ဟုထောင်းကနေအတန်ကြားလိုက်ရလျင်ထိုပစိန်ကိုအချိန်မီရေခဲကြောက်တောင်းနေရန်နဲ့လွှဲခုတ်စိုက်နိုင်လိုက်ပါမလား ျွန်တော်အသက်ပြင်းပြင်းမရှိရတော့ပါရောက်တော့မယ်ရောက်တော့မယ်နည်းနည်းအားစိုက်ထားလိုက်ဖုန်နှင်းရင်အတန်ရှိအောင်မှန်းဆရွေးသားတက်လာရသည် ကျွန်တော်မျက်စိတွေပြားနေခဲ့ပြီနောက်ဆုံးတွင်ကျွန်တော်လက်ကောက်ဝိတ်ကိုအခြားလက်နှစ်ဖက်ကဆွဲဆုပ်ကင်လိုက်သည်ကိုခံစားလိုက်ရသည်နှွေထွေသောလက်တစုံဖြစ်သည်ကျွန်တော်တသက်မှာဒီလောက်စိတ်သက်သာရရသည်တခဏမရှိခဲ့ဘူးပါကျွန်တော်ဒီမြောက်ခနဲပေါ်ပါစွာအချောင်းနှခမ်းပေါ်ရေခဲပြင်စီကြော့အပ်မိသွားသည်ကျွန်တော်မျက်စုတွေပြဝေးနေသဖြင့်ဘာမှမမြင်ရ သို့သောအတံတွေရောကြားနေရသည်ကြောက်တုံးတွေတနေရာမှာပြိုဆင်းလင်းကြနာလင်သည့်အတံမျိုးမိုးချုံးတယ်လို့အတံအအက်ကွယ်ကွယ်ကြေးစားစုရေခဲပြိုနေပြီခုံတွေးတာပြောရင်ကျွန်တော်ကိုဆွဲထုတ်ဤအုံနောက်တွေချက်ခဲနေသဖြင့်အုတ်ထုတ်ကိုကျွန်တော်သွေးယူသွေးရန်ဆွဲချွတ်လိုက်ပြင်းထန်အသက်ရှူရှိုက်နေရသည်ညာယုံတွေနှဲငယ်ကြည်လင်လာသည်ဖုန်နှိမ့်ရံဤအဝါရောင်ဟဲလ်မတ်အုတ်ထုတ်ကိုတော့မြင်ရပြီဖုန်နှိမ့်ရံဤမျက်နှာကိုတော့တဲတဲကွဲကွဲမမြင်ရ ဖုန်ရီးရာကကျွန်တော်ခါချိန်တန်ငွေဖြုတ်နေသည်တုံခါတန်တစ်ခုကိုကြားလိုက်ရသည်ကျွန်တော်လူးလဲထားထိုင်လိုက်၏ကျွန်တော်တို့ခက်ဝေးဝေးမှဒဇက်မိတ်လိုချွန်ပြီးမိုးနေသောရေရဲတောင်ဆောင်တစ်ခုမျက်စိရောက်မှပင်ထိုအစွန်းသည်ပြိုကျသွားသည်ကျိုးလက်နဲ့ထိမ့်ပြီးပြေးနော်ငါနောက်ကနေလိုက်ခဲ့ညံ့ညံ့သူစတင်ပြေးသည်သို့တော်ဖေ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 တွဲလောင်းရင်ကြံနေခဲ့သည် ဖေဖေကိုဆွဲတင်အောင်မြေကျွန်တော်ဝမ်းလျားမောက်လိုက်၏ ရပိတ်ကိုခန္ဓာကိုဘာနဲ့ညှိနေတယ်လဲမသိတော့လဲကျွန်တော်တယောက်တည်းဆွဲတင်မှုတော့မနိုင်တော့ဘူးထင်သည်ဒီရန်ကျွန်တော်ကျိုးကိုဝမ်လျာမောက်ရဲ့ဆိုရင်နောက်ဘက်လဲကြည့်ပြီးခေါ်မိသည်ထိုကနာ၌ကျွန်တော်ဝမ်ဘာရောက်ကရေခဲပြင်းသည်တိတ်ငနဲ့တုံသွားသည်ဟေးခလန်းလန်းမှဖုန်ဒီရန်အတန်းတဝုံဝုံဆူညံစွာလေတိုးသည့်အတန်းနင်းနှုံနေငယ်တွေစိချပြူစင်းလာသည့်အတန်း၎င်းတို့သည်ကျွန်တော်နှင့်ဝေးသောအရက်မှာပင်ရှိနေသည်တောင်ပြိုသည့်ရေခဲများကျွန်တော်စီတို့ရောက်မလာသေးခင်မှာ ဖေဖေကိုအပေါ်သို့ဆွဲတင်နိုင်လိုက်ပါမလားကျွန်တော်တို့ဒီကြောက်အစုံတစ်ခုကြီးဘေးမှာရှိနေသည်မှန်တော်လဲတောင်ပြိုဆင်းရလမ်းကြောင်းပေါ်မှာရောက်ချင်ရောက်နေနိုင်သည်ကျွန်တော်ဘာလုပ်ရမလဲဖေဖေကိုထားခဲ့ပြီးထွက်ပြေးရမလားအုတ်ကကျွန်တော်အနီသို့ဖုန်လေးရံရောက်လာသည်ဒီတန်ကျွန်တော်မနိုင်ဘူးမင်းယူနေလားတောင်ပြိုနေပြီထားစမ်းသူကျွန်တော်ဟာဇွတ်အတင်းဆွဲထုတ်၏အောက်မှာတစ်ခုခုဟာဒီကောင်ကျွန်တော်လက်မကျိုးလွတ်သွားသည် သူအတင်းဆွဲဖြီလိုက်သောကြောင့်ဖြစ်သည်ခရရပါဥတာလဲ ကျွန်တော်မတက်ရက်မိတော့အခါကျွန်တော်ဒူးတွေတုံရင်နေစေဖြစ်ကြောင်းသတိထားမိသွားတယ်။မင်းအဖတွေလားကုန်ပြီ။ဖေဖေကိုလူတွေကဘာမှမဖြစ်ဘူး။မင်းမှမตาဖြစ်သွားမယ်။ကျွန်တော်ကိုသူချုပ်ကန်လိုက်။ကျွန်တော်ဒေါသတကြီးယုံထွက်လိုက်သည်။ထိုကနား၌ကျွန်တော်မေးစီဟာတခုခုခက်ပြင်းပြင်းထိုးနှက်လိုက်သည်။ဖုန်နှရံကြီးလက်သေးဖြစ်သည်။ကျွန်တော်မေးကိုတခုလုံးနာကျင်သွားသည်။နာကျင်မှုတွေကျွန်တော်ဤသွေးယူသွေးရန်တုံ့နှောက်မှုကိုထိမ့်ချုပ်မပေးနိုင်ခဲ့ပါငါအဖေမပါပဲငါမပြောင်းဘူးကွာ ကျွန်တော်တုန်ခိုက်စွာ အော်မိသည်ထို့နောက်ဖုန်လေးရံဤညနာစီသို့မှန်းဆပြီးလက်တီဖြင့်ထိုးချလိုက်သည် ကျွန်တော်လက်တီရပါနေများမထီပဲလေးဝသာထိမိသည်ကျွန်တော်လက်တီရပါအောင်မထီတော့လဲကျွန်တော်ကောင်းမှာတော့အချိန်ပြင်းစွာရိုက်နှက်ခံလိုက်ရသည် အုံငနဲ့အတန်တစ်ခုနဲ့အတူကျွန်တော်မျက်စိအစုံမှာ ဝင်းငနဲ့တောက်သွား၏ကျိုးဆောင်စီမှာအသေးခိုင်အောင်နာကျင်သောဝေဒနာဖြင့်ကျွန်တော်ခွေးကနေလဲကျသွားပါသည်အမောင်တို့ကကျွန်တော်ကိုရုတ်တရက်ဖုံးကွယ်လွှမ်းမိုးမသွားခင် နောက်ဆုံးသိလိုက်ရသည့်ခန်းစားချက်မှာကျွန်တော်တို့ကလုံးမြောက်ခနဲလွင့်သွားခြင်းပဲဖြစ်သည် ားဖြင့်နားဆင်နေကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။ကြန့်ရှိနေသေးတဲ့အပိုင်း၁၅ကိုလည်းဆက်လက်ဆောင်မြော်ပေးပါအောင်နော်။